မကွေးတိုင်းဒေသကြီးခံကောင်းမြို့နယ်မှာပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကနောက်ဆုံးအကြိမ်မဲဆွယ်စည်းရုံးမှုအဖြစ်နိုဝင်ဘာ3ရက်နဲ့4ရက်နေ့မှာခံကောင်းမြို့နယ်နဲ့ခံကောင်းမြို့နယ်အတွင်းရှိကျေးရွာများကိုလှည့်လည်စည်းရုံးခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုလှည့်လည်စည်းရုံးတာမှာအလှပြရင်တွေအမှုပြရှင်တွေရဲ့ဖြောပြင်းမှုတွေနဲ့သူလှည့်လည်စည်းရုံးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုမဲဆွေစီယုံနာမှာဆိုင်ကယ်အစီး200ကျော်ကားအစီး100ကျော်ဖြင့်လှည့်လည်စီယုံခဲ့ကြတာဖြစ်ပါတယ်လှည့်လည်စီယုံနာမှာပါခဲ့ကြတဲ့ပြည်သူအချို့နဲ့အမှုပညာရှင်အချို့ကလည်းသူတို့ရဲ့ခံယူချက်အချို့ကိုအခုလိုပြောပြကြပါတယ်တခြားပါတီတွေကိုလည်းမကြိုက်ဘူးလို့တော့မဟုတ်ပါဘူးနော်ဒါပေမဲ့အမတို့ကမျိုးဆောင်ဥပဒေကိုလက်ခံတယ်မျိုးဆောင်ဥပဒေကိုဟိုအလုံးမဲ့ဟိုစကာကွယ်မဲ့စောင့်ရှောက်မဲ့ပါတီမျိုးကိုပဲအမတို့ကအမဲထက်မယ်အဲ့လိုပေါ့အားအကြောင်းမလို့ဆိုဒီကြံ့ခံရေးကိုတက်ဖြစ်တာပါနောက်တက်လာမဲ့အစိုးရ လက်ထက်မှာပြောင်းလဲမှုတွေအများကြီးမြင်ချင်ပါတယ်တကယ်တရားဒီစကားကတကယ်ပြောင်းလဲစီခြင်းနဲ့စိတ်ဆန္ဒနဲ့ရင်ထဲကအသေးသေးကထွက်လာတဲ့စကားပါပဲဟိုပေါ့ပြောင်းလဲခြင်းတန်တာလဲကြာပြီလေအားကြောင့်မို့ပြောင်းလဲစီခြင်းနဲ့ဆန္ဒတစ်ခုနဲ့ဒီခီးစဉ်ကိုမလိုက်ပါခဲ့တာပါကိုစလဲလောင်းဆိုရင်တော့ဘလို့အလိုရှိလဲဆိုကိုစလဲကောင်းကိုပဲကျွန်မအလိုရှိပါတယ်ကိုစလဲကောင်းမှတိုင်းပြည်ကောင်းမယ်ဆိုတဲ့ဆံမုတ်လေးအတိုင်းပေါ့နော် 这个地方这里，你，里，这里。 အဲ့ဒီလိုမဲဆွယ်စည်းရုံးနာမှာခံခေါ်မျိုးနဲ့ခံခေါ်မျိုးအနီးတစ်ဝိုက်ကပြည်သူ၄000ကျော်လာကတက်ရောက်ပြီးပါဝင်ခဲ့ကြတာဖြစ်ပါတယ်တက်ရောက်လာခဲ့ကြတဲ့ပြည်သူတွေကိုလည်းခောက်ဆွဲကြော်ရေတန့်ဘူးဆိုင်ကယ်များကိုဓာတ်ဆီဖြည့်ပေးခြင်းကိုပြုလုပ်ခဲ့တယ်လို့တက်ရောက်လာတဲ့ပြည်သူတွေရဲ့ပြောကြားချက်အရာသိရပါတယ်ခောက်ဆွဲကြော်ခြင်းချင်းနဲ့ရေတန့်ဘူးပေးဝေခြင်းတို့ကိုခံခေါ်မျိုးပေါ်ကတထေးကြီးနှစ်ဦးကပြုလုပ်ပေးရဖြစ်တယ်လို့ပြည်ထောင်စုချန့်ခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီရဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးလာဆွေကပြောပါတယ်ကျွန်တော်တို့စီတော့မထက်ပေးဘူးဗျအဲ့ဒီဟိုအဲမြို့ကတထေးနှစ်ယောက်ရှိရယ်ကိုစောလွင်နဲ့ကိုမြို့ဖီ တို့နှစ်ယောက်ကသမင်းကျွေးကျင်နေတဲ့ရေဘူးတိုင်းကျွန်တော်ကိုသမင်းလုံးနဲ့ကိုလာခဲ့လို့ပြောလိုက်တာဗောနော်တို့ကကျွေးကျင်ဟာကျွေးကျင်ဝမ်းသာတယ်ကျွေးပါလို့ဆိုတော့တို့ခောက်ဆွဲကျော်နဲ့ရေတန်ဘူးတဘူးစီဝေတာတွေ့တယ်ကျွန်တော်တောင်ဝေတယ်ဒါပေမဲ့ကျွန်တော်မယူခဲ့ကျွန်တော်ဒီအိမ်မှာစားအောင်လို့ မကွေးတိုင်းဒေသကြီးခံခေါ်မြင့်နယ်မှာပြည်ထောင်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့အပြင်တတိပုဂ္ဂလကိုယ်စားလှယ်လောင်းနေလဲဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်ခင်ဗျာ